စ်တယ်လီဗီရှင်း channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဂိချငွေတောင်းနေတဲ့ရေနှူးပြစ်ခတ်ခံရပြီးဒီဆုံးတနက်နှစ်လက်သိန်းစီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းမလိုင်မြို့နယ်လက်ဆွေရွာမှာဂိတ်ချပြီးပြည်သူတွေစီကလက်နက်ပြပတ်စံတောင်းနေတဲ့စာကဆလက်အောက်ခံရဲတပ်ဖွဲ့ဝင်2ဦးကိုတော်လန်ရေးတပ်ဖွဲ့ကမတ်လ12ရက်မှာဝင်ရောက်တိုက်ခိုက်ခဲ့ရာရဲ2ဦးစလုံးသေဆုံးခဲ့တယ်လို့သိရပါတယ်တေဆုံးခဲ့တဲ့ရဲနှဦးဟာမလိုင်မျိုးနဲ့မနောကံရေစက်ခတ်မှဖြစ်တယ်လို့သိရပြီးတော်လရင်တပ်ဖွဲ့ဝင်တွေကအဲ့ဒီရဲနှဦးကိုအလေးအငိုက်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ကြောင်းရဲနှဦးကင်ဆောင်ထားတဲ့တနန်းလက်ကိုတင်းစီရရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ် တိုက်ခတ်မှုကိုမြင်းချံခရိုင်အမတ်လေးတရင်မြင်းချံခရိုင်အမတ်၁၀တရင်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ဆလပီဖိလစ်ပိုင်တမရဟောင်းဒူတာတီကဲ့သို့ပင် ICC တရားရုံးဖန်ဝရန်ဖြင့်မင်းအောင်လိုင်ကိုလည်းဖမ်းဆီးနိုင်သည့်အချိန်ရောက်လာလိမ့်မည်ဟု SACM ကထုတ်ပြန်ကြေညာတဲ့သတင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် ဖိလစ်ပိုင်တမရဟောင်းရိုဒရီဂိုဒူတာဒီကိုဖိလစ်ပိုင်အစိုးရကအပီပီဆိုင်ရာရာဇဝတ်ရုံး ICC ဖမ်းဝရမ်းဖြင့်ဖမ်းဆီးပြီးနေသာလန်နိုင်ငံရှိ ICC တရားရုံးသို့ပို့ဆောင်လိုက်ပြီးနောက်မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်စားမယောင်လိုင်းကိုလည်းဖမ်းဆီးနိုင်သည့်အချိန်ရောက်ရှိလာနိုင်ပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကယမန်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်ဖိလစ်ပိုင်တွင်မူရစ်စေဝါတိုက်ဖြတ်ရေးအမိခံ၍လူအများအများတပ်ဖြတ်ခဲ့သည့်ရာဇဝတ်မှုဆိုင်ရာစွပ်စွဲချက်များဖြင့်နိုင်ငံတကာ ကရာဇဝတ်ယုံ ICC ကဖန်ဝရန်ထုတ်ထားသောဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒီကိုဖိလစ်ပိုင်အစိုးရကမတ်လ17ရက်နေ့တွင်ဖမ်းဆီးပြီးနယ်သာလန်နိုင်ငံ The Hague မြို့သို့ပို့ဆောင်လိုက်ခြင်းဖြစ်ပါတယ်။ ဖလပိုင်အစိုးရက ICC တရားရုံးအဖွဲ့ဝင်နိုင်ငံအဖြစ်မှ2019ခုနှစ်တွင်နှုတ်ထွက်ထားခဲ့သောလေ ICC တရားရုံး၏ဖန်ဝရန်ထုတ်ထားသောဖလပိုင်သမရဟောင်းကိုပြက်ပြက်သားသားအရေးယူဆောင်ရွက်မှုမှာနိုင်ငံတကာအတိုင်းဝိုင်းအတွက်တာဝန်ခံမှုနှင့်တာဝန်ယူမှုဆိုင်ရာအဓိကတွန်းအားပေးမှုတစ်ခုအဖြစ် SCC MD ထောင်သူယန်ဟီလီကမှတ်ချက်ပြုပါရယ် ဖိလစ်ပိုင်သမ္မတဟောင်းဖမ်းဆီးခံရမှုသည်အထူးသဖြင့်မြန်မာနိုင်ငံမှာမင်းအောင်လှိုင်အတွက်ပြင်းထန်သောသတင်းစကားဖြစ်ပြီးရိုဟင်ဂျာများကိုမောင်းထုတ်ခြင်းနှင့်ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာရာဇဝတ်မှုများအတွက်မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ရန်2024ခုနှစ်နိုဝင်ဘာလတွင် ICC တရားရုံးရှိနေများကရှောက်ထားခဲ့ခြင်းဖြစ်ပါသည်မကြမီ ICC တရားရုံးကမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ရန်မျှော်လင့်ထားပြီး ICC တရားရုံးရှိနေများကနောက်ထပ်တာဝန်ရှိသူများကိုလည်းဖမ်းဝရမ်းထုတ်ရန်ရှိကြောင်း ICC ကထုတ်ပြန်ထားပါသည် ။မကြသေးမီကလည်းအာဂျင်တီးနားတရားရုံးကမင်းအောင်လိုင်းအပါအဝင်မြန်မာနိုင်ငံမှစစ်ဘက်နဲ့အရက်ဘက်ပုဂ္ဂိုလ်25ဦးကိုဖမ်းဝရမ်းထုတ်ခဲ့ပြီးဖြစ်ပါတယ်။ SAC MT ထောင်သူမာဇူကီဒါရုစမန်ကဖိလစ်ပိုင်သမရဟောင်းဒူတာဒီကိုဖမ်းဆီးနိုင်မှုကအလွန်ခိုင်မာတဲ့လှုပ်ဆောင်ချက်ဖြစ်ပြီးဩစာကြီးမာတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတခုက ICC တရားရုံးနဲ့ Interpol ရဲတပ်ဖွဲ့ကိုလေးစားမှုလည်းဖြစ်တဲ့နိုင်ငံတကာဆိုင်ရာတာဝန်ခံမှုတခုလည်းဖြစ်ပါတယ်။အဲဒါကမဲအောင်လိုက်အနေနဲ့လည်းဒီလိုမျိုးဖမ်းဆီးခံရမယ့်အချိန်တေချာပေါက်ရောက်လာလိမ့်မယ်ဆိုတာထင်ထင်ရှားရှားပြသနေပါတယ်ဟုပြောဆိုပါတယ်။ဖိလစ်ပိုင်သမရကိုဖမ်းဆီးနိုင်မှုဟာကုလသမဂ္ဂနိုင်ငံတကာလူအခွင့်အရေးစနစ်နဲ့ ်တရားမျှတမှုဆိုင်ရာဂရီတွေအပေါ်ယုံကြည်မှုတွေဆုံးရှုံးနေသောမြန်မာနိုင်ငံမှာပြည်သူများအထက်မျှော်လင့်ချက်ယောင်ကြည်များတောက်ပစီကြောင်း SACMD ထောင်းသူ Chris Sidodi ကထပ်လောင်းပြောဆိုပါရယ်ဖိလစ်ပိုင်နိုင်ငံသည်2026ခုနှစ်တွင် ASEAN အဖွဲ့ကြီး၏ဥက္ကဋ္ဌနိုင်ငံအဖြစ်တာဝန်ထမ်းဆောင်ရန်ပြင်ဆင်နေချိန်တွင် ICC တရားရုံးဖန်ဝရံထုတ်ကန်ထားရသောဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒီကိုဖမ်းဆီးပြသခဲ့ခြင်းဖြစ်ပါရယ် ဆက်လက်ပြီးထိုင်းကရင်နီပြည်နယ်ဆက်မေဟောင်ဆောင်နှင့်မြန်မာစစ်တပ်ကပြစ်ခတ်လိုက်သည်ဟုယူဆရသည့်လက်နက်ကြီးကြီးထိုင်းနိုင်ငံပိုင်နက်အတွင်သို့ကြားရောက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ ထိုင်းကင်ဒီပြည်နယ်ဆက်မေဟောင်ဆောင်တွင်မြန်မာစစ်တပ်ကဖိကတ်သည်ဟူယူဆရသည့်လက်နက်ကြီးကြီးကြားရောက်ခဲ့ကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြထားပါသည်။မလား၁၇ရက်နေ့ထိုင်းမြန်မာနယ်ဆက်ကရင်ပြည်နယ်တွင်ကရင်လက်နက်ကိုင်တပ်ဖွဲ့နှင့်မြန်မာစစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးမြန်မာစစ်တပ်ကပြစ်ခတ်လိုက်သည်ဟူယူဆရသောလက်နက်ကြီးကြီးသည်ထိုင်းနိုင်ငံဘက်အချမ်းမေဟောင်ဆောင်ရှိဂေါ်ဘီခင်းအတွင်းသို့ကြားရောက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲအတွင်မြန်မာစစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ကြောင်းသိရပါသည်။ အဆိုပါကြားရောက်ခဲ့သောလက်နက်ကြီးကြီးကိုထိုင်းစစ်တပ်နှင့်အာဏာပိုင်များကသွားရောက်ကြည့်ရှုခဲ့ပြီးမေဟောင်ဆောင်နေဆက်မှထိုင်းပြည်သူများအနေနဲ့နေဆက်တွင်သတိထားသွားလာကြရန်တိုက်တွန်းပြောဆိုထားပါရယ်ထိုင်းအာဏာပိုင်များကလက်နက်ကြီးကြီးကိုစစ်ဆင်းနေစဉ်နေဆက်တိုက်ပွဲများမှာတနက်တံများနဲ့ပောက်ကွဲတံများကြားနေရကြောင်းထိုင်းအာဏာပိုင်များ၏စီစစ်ချက်အရလက်နက်ကြီးကြီးသည်မြန်မာစစ်တပ်ကပိုင်ဆိုင်သည်ဟုယူဆကြောင်းထိုင်းသတင်းဌာနများကရေးသားဖော်ပြကြပါရယ် ဆက်လက်ပြီးရမဲတင်းရွှေမြင့်တင်းတော်ဖရာဘွယ်သူလာရောက်သည့်လူငယ်များကိုစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမန္တလေးနှင့်အေအော်ရီတိုင်းတို့တွင်စစ်မှုထမ်းခိုင်းရန်လူငယ်များကိုဖမ်းဆီးမှုများတောက်လျှောက်ဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရရှင်။ မန္တလေးတိုင်းရမဲသိမ်းမြို့ရွှေမြင့်တင်တောင်ဖရာဝဲတို့လာရောက်လေပတ်သည့်လူငယ်များကိုအကျန်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်နေကြောင်းဒေသခံပြည်သူများနှင့်ဖမ်းဆီးခံရသောလူငယ်များ၏မိဘများကသတင်းဌာနသို့ပြောဆိုပါရယ်ရမန်၏မလ12ရက်နေ့မှစတင်ကရမဲသိမ်းမြို့ရွှေမြင့်တင်တောင်ဖရာဝဲတို့လာရောက်သည့်လူငယ်များကိုအကျန်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ပြီးငွေကြေးတက်နိုင်သည့်မိဘများကလူငယ်များကိုတအူးလျင်ငွေကျပ်45သိန်းဖြင့်ပြန်လည်ရွေးထုတ်ရကြောင်းသိရပါရယ်အကျန်းဖက်စစ်တပ်၏ပေါ်တာ ဆွဲဖမ်းဆီးမှုကြောင့်အင်ပင်ကြီးရွာမှလူငယ်6ဦး၊ညောင်လေးပင်ရွာမှလူငယ်2ဦးနဲ့အချားကြီးရွာများမှလူငယ်အများအပြားပေါ်တာဆွဲဖမ်းဆီးခံရပြီးအချားကြီးရွာများမှဖမ်းဆီးခံရသောလူငယ်အကြီးအတွက်များပြားကြောင်းသိရှိရပါသည်။ရွှေမြင်တင်တောင်ဖျားဝဲသွားတဲ့လူငယ်အများစုကိုပေါ်တာဆွဲဖမ်းဆီးနေတာ အင်းစင်ရွာတောင်ပတ်စစ်တပ်ကိတ်ကနေလာသမျလူငယ်တွေကိုစစ်ခွေးတွေကဖမ်းနေတာငွေကြေးရှိတဲ့လူငယ်တွေဆိုတအူးကိုငွေကျပ်45သိန်းနဲ့ပြန်ရွေးထုတ်ခိုင်းနေအင်းပင်ကြီးရွာနဲ့ညောင်လေးပင်ရွာကလူငယ်ရှိဦးစရင်ပဲတည်ရတယ်။ကြံတဲ့ရွာတွေကလူငယ်တွေလည်းဖမ်းဆီးခံရတယ်။ပေါ်တာဆွဲခံရတယ်။လူငယ်အရေးအတွက်အများတယ်ဟုဒေသခံပြည်သူတို့ကပြောပါရယ်။ထို့ပြင်မန္တလေးတိုင်းမြစ်သားမြို့နယ်ရွာခိုင်ကြီးတိုင်နယ်အတွင်းရှိကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကနေ့စဉ်ပေါ်တာဆွဲဖမ်းဆီးနေကြ။ကြေးရွာနေလူငယ်များဘေး ုရာထွက်ပြေးတင်းရှောင်နေရကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်ယခုမလာပိုင်းမှစတင်ပြီးမြစ်သားမြို့နယ်ရွာခိုင်ကြီးတိုင်နယ်အတွင်းရှိကြေးရွာအများစုကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးလူငယ်များကိုနေအိမ်ထဲထိဝင်ရောက်ပေါ်တာဆဲဖမ်းဆီးခြင်းနဲ့ကြေးရွာအုပ်ချုပ်ရေးမှူးများကစစ်မှုထမ်းရဲမဲပေါက်တီဟုဆိုကနေအိမ်အထိစစ်သားများကရောက်ရှိလာပြီးလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းများလှုပ်ဆောင်နေခြင်းကြောင့်လူငယ်များရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းသိရပါရယ်အလားတူမန္တလေးတိုင်းကြောက်ပရောင်းမြို့နယ်မကြီးတိုင်းကြေးရွာအုပ်စု စုနှင့်ကိုင်းကြီးရွာအုပ်စုမှအုပ်ချုပ်ရေးမှူးများကစစ်မှုထမ်းကြီးများတောင်းခံပြီးငွေကြေးမပေးနိုင်သည့်သူများကိုနေအိမ်ထိလာရောက်ပေါ်တာဆွဲဖမ်းဆီးမိဟုချိန်ချောက်နေသောကြောင့်လူငယ်များထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရသည် ကျောက်ပောင်းမြို့နယ်အတွင်းမကြီးတိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖိုးအောင်နှင့်ကိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးစစ်မှုရန်ဟောင်းတန်းငိမ့်တို့ဟာအိမ်နောက်စုစရင်စရာဖြင့်စစ်မှုတန်းကြီးများပေးဆောင်ရန်အတင်းအဓမ္မတောင်းခံနေပြီးငွေကြေးမပေးနိုင်သူများကိုလည်းချင်းချောက်တောင်းခံနေခြင်းကြောင့်ကျေးရွာနေလူငယ်များထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည် ထို့သူအေယော်ရီတိုင်းကြုံပြော်မျိုးနဲ့မန်းကြားကြီးရွာတွင်လည်းအကြမ်းဖက်စစ်တပ်ခံအုပ်ချုပ်ရေးမှုနှင့်ရာအိမ်မှုများကလူငယ်များကိုစစ်မှုထမ်းခိုင်းရန်မဲနိုင်ခိုင်းနေပြီးစစ်မှုထမ်းရမည့်လူငယ်များနေအိမ်တွင်မရှိပါကမိသားစုဝင်များကိုဖမ်းဆီးအရေးယူမည်ဟုချိန်ချောင်းနေကြောင်းသိရပါသည်ဆလပီရန်ကုန်မကွေးနေဘကူတိုင်းမှာစစ်မှုထမ်းတပ်သားတင်များစစ်တင်တန်းပြီးဆုံးခြင်းမရှိဘဲခြေတန်းစစ်မြေပြင်သို့ပို့ဆောင်ခံရပြီးတိုက်ဆုံထိခိုက်သူများများပြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် ရန်ကုန်တိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းတို့မှာစစ်မှုထမ်းတပ်သားတွေတချို့စစ်တင်တန်းပြီးစုံခြင်းမရှိပဲရှေ့တန်းသို့ပို့ဆောင်ခံနေရကြောင်းရှေ့တန်းပို့ဆောင်ခံရသည့်စစ်မှုထမ်းတပ်သားတွေများ၏မိဘဆွေမျိုးများကသတင်းဌာနသို့ပြောဆိုပါရယ်ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်အမှတ်၁စစ်တပ်တမ်းမြင့်လေးချင်းရေးကြောင်းတွင်စစ်မှုထမ်းအပတ်စဉ်ရှင်းမှာစစ်မှုထမ်းတပ်သားတွေတချို့မှာစစ်တင်တန်းတက်နေစဉ်အချိန်အတွင်းတင်တန်းပြီးစုံခြင်းမရှိပဲအရေးပေါ်အခြေအနေဖြင့်ပဲခူးတိုင်းပထောင်မြို့နယ်ညောင်ကျိုးစခန်းတိုက်ပွဲသို့ပို့ဆောင်ခံနေရကြောင်းသိရပါရယ်စစ်မှုထမ်းအပ တ်စင်ရှင်မှာညီလေးတက်ရတာတိုက်ကြီးအမှတ်1တန်းမြင့်ချောင်းမှာတက်ရတာညီလေးနဲ့စစ်မှုထမ်းတပ်သား90လောက်ဖေဖော်ဝါရီလ10ရက်နေ့မှာပဲညောင်ကျိုးတိုက်ပွဲစီကိုပို့ခံရတယ်မပို့ခင်မှာအင်ကိုဆက်သွဲသေးတယ်အခုတော့အဆက်သွဲမရတော့ဘူးတေးသလားရှင်သလားမသိရသေးဘူးဟူရန်ကုန်တိုင်းတလားမြို့နယ်မှာစစ်မှုထမ်းတပ်သားတွေတအူးရဲ့အခုဖြစ်သူကသတင်းဌာနသို့ပြောဆိုပါရတယ် စစ်မှုရန်အပတ်စဉ်ရှစ်တင်တန်းမှာဖေဖော်ဝါရီလ28ရက်နေ့တွင်မှတင်တန်းဆင်ခြင်ဖြစ်တော်လဲဖေဖော်ဝါရီလ10ရက်နေ့တွင်ပင်အရေးပေါ်စစ်စင်ရေးဟုဆိုတာစစ်မှုရန်တပ်သားတင်များကိုရှေ့တန်းသို့ပို့ဆောင်ခြင်းဖြစ်ကြောင်းသိရပါဗျာ။ အလားတူပဲခူးတိုင်းအုတ်တွင်းမြို့နယ်တောင်ငူအမှတ်6တက်မတော်တန်းမြစ်လေးကျင်ရေးကျောင်းမှာစစ်မှုထမ်းအပတ်စဉ်ရှစ်တက်ရောက်နေသောစစ်မှုထမ်းတင်နန်းသားများမှဖေဖော်ဝါရီလ3ပိုင်းတွင်ကပ္ပဆဆက်ယုံများ၏လုံခြုံရေးအတွက်စေလွတ်ခံရမှုများရှိကြောင်းသိရပါသည်ညောင်ကျိုးနှင့်အုတ်ရှိပင်ဘက်မှရောက်လာတဲ့စစ်ကူတပ်တွေမှစစ်မှုထမ်းတပ်သားတွေအများကြီးပါလာတယ်။တော်တော်များများကတင်းနှံမစင်းရပဲလက်နေငယ်ပြစ်ခတ်မှုတင်းနှံတက်ပြီးတာနဲ့တန်းခေါ်လာတာလို့သိရပါဗျ အခုအဲ့ဒီစစ်မှုထမ်းတပ်သားတွေကိုထမင်းတို့တွေပြည်သူတွေကိုအတင်းဆင့်ခေါ်ချက်ခိုင်းပြီးပို့ခိုင်းနေရိတ်ခါပို့နေတဲ့သူတွေစီကပြန်တိရတာကတပ်သားသစ်တွေကသူတို့တင်နေမစင်ရပဲရှီတန်းကိုတန်းပါလာတာလို့အိမ်တွေကိုဖုံးဆက်ပေးဖို့အကူအညီတောင်းကြတာဟုအုတ်ရှိပင်မြို့မှာဒေသတရင်ကြီးမြက်ကတရင်ဌာနသူပြောဆိုပါရယ် ထို့အတူမကွေးတိုင်းတောင်တွင်းကြီးမြို့ရှိအမတ်ခွနစ်စစ်အခြေခံလေးချင်းရေးတပ်မှစစ်မှုတန်းတင်နန်းသားများမှလည်းစစ်တင်နန်းပြီးဆုံးခြင်းမရှိဘဲအံပရန်လန်ပိုင်းလုံခြုံရေးအတွက်စစ်ကူစစ်ကြောင်းများနဲ့အတူလိုက်ပါရမှုများရှိနေကြစစ်မှုတန်းတပ်သားတွေများတေဆုံးလျင်တော်၎င်းထိခိုက်ဒဏ်ရာရရှိလျင်တော်၎င်းတပ်ဆိုင်ရာမိဘဆွေမျိုးများထံသို့အကြောင်းကြားခွင့်မရကြောင်းအမတ်ခွနင်းစစ်အခြေခံလေးချင်ရေးတက်တွင်စစ်မှုရန်တင်းတန်းတက်ရောက်ပြီးစီးခဲ့သောတပ်သားတစ်တအူးဤမိခင်ဖြစ်သူကတရင်ဌာနသို့ပြောကြားပါရယ် အပစင်ရှင်မှာတင်းနှံမပြီးပဲအံပရန်လန်ပိုင်းလုံကြုံကြီးပါသွားတယ်။သားတငယ်ချင်းတွေတေသူတေဒံရရသူရနဲ့သူတို့အိမ်တွေကလည်းဆက်သွယ်မရတော့ဘူး။အန်တီတာကတော့အပစင်ရှင်ကိုဖေဖော်ဝါရီလ28ရက်နေ့ကတင်းနှံဆင်းပြီးတော့တောင်တွင်းကြီးမြို့ပေါ်မှာပဲလုံကြုံကြီးပြန်တာဝန်ကြတယ်။ရှေတန်းမထွက်ရအောင်လိုက်တာငွေ30သိန်းကျော်ကုန်တယ်ဟုတောင်တွင်းကြီးမြို့တွင်စစ်မှုရန်အပစင်ရှင်တင်းနှံဆင်းခဲ့တော့စစ်မှုရန်တပ်သားဤမိခင်ကပြောဆိုပါရတယ်။ ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာဝင်ပြပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစီရှင်